မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AOD တိုင်းလေးမြန်နာမြို့နယ်ပန်းတော်ကြီးကျေးရွာအနီးမှာ AA PDF ပူးပေါင်းတပ်များနဲ့စစ်တပ်ကြားထဲမှာတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးတော့စစ်တပ်ဘက်ကတိုက်ဆုံမှုတွေများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 15ရက်နေ့ကစတင်ပြီးတော့စစ်တပ်ကလေးမြန်နာမြို့နယ်မှာစစ်ကြောင်းထိုးခြင်းစစ်ရင်အားတွေတုံ့ပြန်ခြင်းကင်းစခန်းများကိုတိုးချထားခြင်းများလုပ်ဆောင်ခဲ့ရာ AA နဲ့ PDF ပူးပေါင်းတပ်များနဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။နေ့စဉ်တိုက်ပွဲများဖြစ်ပွားနေပြီးတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများကိုလည်းဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ကြံတွဲမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။လင်းမြနာမြို့နယ်ပန်တော်ကြီးမှာရှိတဲ့စစ်တပ်စခန်းတစ်ခုလည်းတိုက်ပွဲဖြစ်တယ်။ဖြစ်နေတာကငတိုင်းကျောင်းနဲ့လင်းမြနာကြားထဲမှာဖြစ်နေတာပါ။စစ်တပ်ကစစ်မှုရန်တပ်သားတွေတေတာများတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်လက်တလုံးမှာစစ်တပ်ကတိုက်ဆုံထိခိုက်မှုတွေများပြားနေတဲ့အတော့ ပသိမ်ဘက်ကိုစစ်သားများကိုတဲဆောင်နေရပြီးတော့စေယုံများမှာလည်းဂရင်းနေရမရှိတော့တဲ့အထီကိုထိခိုက်ဒဏ်ရာရရှိသူတွေများပြားနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။ AOR တိုင်းလေးမြန်နာမြို့နယ်မှာတိုက်ပွဲများခက်ဆိတ်ဆိတ်ဖြစ်လာတဲ့အတွက်စစ်တပ်ကစစ်ကူများကိုတောက်လျှောက်ပို့ဆောင်ပေးနေပြီးတော့ AOR တိုင်းလမ်းကျောတလျှောက်မှာကင်းစခန်းများရုတ်သိမ်းလာနေတယ်လို့သိရပါတယ်။ငဝွန်မြစ်ကူးတံတားမှာတပ်ဆွဲထားတဲ့စစ်တပ်တွေကိုလည်းရုတ်သိမ်းထားတယ်လို့ဒေသခံစီရိတ်သတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးထောင်မှာအကျဉ်းဦးစီးဌာနရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါအဝင်နိုင်ငံရေးအကျဉ်းသားနှောက်ဦးတေဆုံးက၅ဦးထက်မနည်းဒဏ်ရာရရှိသွားတဲ့အတွက်စေဝါကူတမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ23ရက်နေ့ညပိုင်းကမကွေးထောင်အနီးမှာတော်လိုင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအချိန်မှာထောင်ထဲမှာလည်းအကျဉ်းဦးစီးဌာနရဲ့ဝန်ထမ်းများနဲ့အကျဉ်းသားတွေကြားထဲမှာတင်းမာမှုနဲ့ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ အကျဉ်းဥသိဌာနကဝန်ထမ်းများကထောင်ဘူးဝနဲ့ကင်းမျော်စင်ဘော်ကနေတနံများနဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားအ ਨੇ စုံနှစ်ဦးသေဆုံးကနိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသားများစွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအကျဉ်းသား9ဦးထက်မနည်းဟာစေဝါကုသမှုခံယူနေရတယ်လို့ PPNM ထံကသိရပါတယ်။အကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေနိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေဟာတော်လိုက်ရင်အောင်မယ်ဆိုတဲ့စိတ်နဲ့အကျဉ်းထောင်ထဲမှာအတက်နိုင်ဆုံးဘာပြက်တနာမှအဖြစ်မခံမဲနဲ့ ထိတွေ့မှုမခံမဲနဲ့ကိုနေထိုင်နေကြပါတယ်ကာလာတွေကြာလာတဲ့အမျှအချင်းတောင်ထဲမှာတည်တံချခံနေရတဲ့သူတွေတသက်တကြုံချခံထားရတဲ့သူတွေရဲ့စိတ်ထဲမှာတော့ထောင်ရဲ့ပြင်ပကိုအများဆုံးလွတ်မြောက်နိုင်ရေးဆိုတဲ့အခြေအနေလို့ကျွန်တော်တို့ကသုံးသပ်မိပါတယ်ဒါကြောင့်မို့လို့လေပြင်ပမှာတနက်တန်တွေကြားတိုင်းဘုံတန်တွေကြားတိုင်းမှာအချင်းထောင်တွေကနိုင်ချင်းတွေဟာပျော်ရွှင်ကြည်နူးပြီးတော့မှအားတက်ရတယ်လို့မျိုးပါပဲတခါတခါမှာဒီလိုမျိုးတိုက်ပွဲတွေဖြစ်တယ်ဆိုတာခြေတံတွေနိုးချလာတာနဲ့အမျှအချင်းထောင်တွေမှာရှိတဲ့သူတွေရဲ့စိတ်တွေကလည်း ဒါငါတို့ကိုလာကူတာပဲဆိုတဲ့စိတ်သူတို့ခံစားနေရပြီးတော့အချင်းအောင်တွေကလွံ့မြောက်ရေးကိုစ조사ပြီးတော့ပြင်ဆင်နေကြတယ်ဆိုတဲ့အခြေအနေမျိုးကို ဖြစ်သွားစေတယ်လို့သုံးသပ်ပါတယ်လို့ PPNM ကကိုတိုက်ထုံးဦးကရှင်းပြထားပါတယ်လက်ရှိချိန်မှာစစ်တပ်ကနိုင်ငံရေးအကျဉ်းသားများကိုထောင်ဝင်းစုံစမ်းစစ်ဆေးရေးများလုံဆောင်ရရှိတယ်လို့သိရပါတယ်အကျဉ်းသားများနဲ့ထောင်ဝင်းသားများရဲ့ထိတွေ့မှုမှာထောင်ဝင်းသားတချို့လဲထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောပါတယ်တယောက်နဲ့တယောက်အပြစ်တင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့အားနည်းချက်ကိုပုံမပြင်ဆင်ပြီးမှအကျဉ်းတော်တွေကနိုင်ငံရေးအကျဉ်းသားတွေရဲ့မျှော်လင့်ချက်ဖြစ်တယ် ထောင်တကားတွေကိုချိုးဖြတ်ပြီးတော့နိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးကိုတော့ကိုယ်တိုင်စ조사တဲ့အခါမှာရောကျွန်တော်တို့အရှိကအစုအဖွဲ့တွေစ조사တဲ့အခါမှာရောပုံမို့ပြီးတော့စနစ်တကျနဲ့တဖက်အကျိုးရလတ်မှာနိုင်ကျင်းတွေမထိခိုက်ဖ ೇನೆ တကယ်ကဲထုတ်နိုင်မဲ့နီလန်းမြို့သိမ်းတိုက်ပွဲတွေနဲ့အတူထောင်တကားတွေကိုချိုးဖြတ်မဲ့နီလန်းတွေကိုလုံနိုင်ရင်တော့ပိုကောင်းတယ်လို့ကျွန်တော်ကအကြံပြုတိုက်တွန်းချင်ပါတယ်လို့ကိုတိုက်ထုံးကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ကံပက်လက်မြို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်အဆောက်အုံများနဲ့နေအိမ်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ18ရက်နေ့ည10:00နာရီအချိန်မှာချင်းပြည်နယ်ကံပက်လက်မြို့ကိုအချက်မဲ့စစ်တပ်ကလေရင်များနဲ့ဘုံများကျဲချခဲ့ပြီးတော့ဘုံကျဲချမှုကြောင့်လူထိခိုက်မှုမရှိတော့လဲအဆောက်အုံများနဲ့နေအိမ်အများပြားပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲ ချင်းပြည်နယ်မင်းတပ်မျိုးကိုအချက်မဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အစအုံများထိခိုက်ပျက်စီးခဲ့တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြည်ကြားရေးတာဝန်ခံကိုရောမန်ကပြောပြထားပါတယ် ဧပြီလ16ရက်နေ့ညနေ9နာရီခွဲအချိန်ကမှအကြမ်းဆက်တက်ကမင်းတပ်မျိုးကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲအစိုးရရုံးအဆောက်အဦတခုဝန်ထမ်းအင်အားနှလုံးနဲ့နေအိမ်၄လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ပြည်သူတွေထိခိုက်မှုတော့မရှိပါဘူး။အစိုးရရုံးအဆောက်အဦဝန်ထမ်းအင်အားနဲ့နေအိမ်တွေတော့ထိခိုက်ပျက်စီးသွားတယ်လို့မင်းတပ်မျိုးနဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရောမန်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရေစကြိုမြို့နယ်ဘလဘရွာကိုအကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်ကနေဘဲကုံမတိန်ဆောင်နိုင်ခြင်းမရှိတဲ့အသက်80အရွယ်ပြည်သူတအူးတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ18ရက်နေ့ညနေ4:20မိနစ်ခန့်မှာရေစကြိုမြို့နယ်ဘလဘကျေးရွာကိုအကြမ်းမဆက်တက ိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့၃ချိန်လာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တဲ့ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းမှာနေအိမ်ကနေတိမ်းရှောင်နိုင်ခြင်းမရှိတဲ့အသက်၈၀အရွယ်ပြည်သူတအူး၆ရောက်ပြက်ပြင်းထန်ဒဏ်ရာရရှိကတေဆုံးခဲ့ပြီးတော့ပြည်သူနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နေအိမ်တစ်လုံးလည်းမီးလောင်ပြာကျခဲ့ပြီးတော့နေအိမ်ကိုလုံးထိမှန်ပျက်စီးကဖုန်ကြီးเจ้าကအဆောင်တစ်ခုမီးဆက်ယုံနဲ့ဥဒတိုင်းများလည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။ ဘာတိုက်ပွဲမှမရှိဘဲနဲ့အเจ้าမဲ့တတ်တက်ကိုဘုံချဲသွားတာဒဏ်ရာပြင်းထန်တဲ့သူကတော့တိတ်ဆုံးသွားပြီလို့ကြားတယ်တတ်တက်ကိုပြည်သူတွေကိုဒုက္ခရအောင်စိတ်တော်ကရအောင်နဲ့ကြောက်စိတ်တွေဖြစ်အောင်တမင်လုံနေတဲ့သဘောပဲအဲ့ဒီညနေမှာလေချောင်းတက်ခတ်ပြီးတော့နှင်းငါးရှစ်တက်ကဟော်ဝေဇာနဲ့၃ချိန်လောက်ရွာကိုပြစ်ခတ်ခဲ့သေးတယ်အထီးကိုက်တော့ဘာမှမကြားရသေးဘူးလို့ရေစကြို Township Info Committee ကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကျုံတုံးမြို့မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်သတင်းပေးတွေကလေးချောင်းလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ခိုင်းနေတဲ့အတွက် ထောင်နဲ့ခြေတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျုံတို့ဒေသအတွင်းမှာရှိတဲ့ခြေရွာများမှာအကြမ်းဖက်စစ်တပ်ထောက်ခံတဲ့ကြမ်းဖက်ပါတီတာဝန်ခံတဲ့မဘာသာဖုံးကြီးတွေကရွာထဲမှာ KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဝင်ထွက်မှုစခန်းချမှုမရှိစေရင်းနဲ့စစ်တပ်တိုက်ရင်တပ်ဖွဲ့စစ်စခန်းများတိုက်ခိုက်မခံရရေးအတွက်အကြမ်းဖက်စစ်တပ်ကိုသတင်းပေးပြီးတော့ခြေရွာများကိုလေကြောင်းလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်ခိုင်းနေခြင်းကြောင့်ထောင်နဲ့ခြေတဲ့ ဒေတာကံပြည်သူများဟာဘေးလို့ရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်တပ်ထံကိုတရင်ပြေးဖို့မှုများကိုကဲနေရွာ၊ကော့ဝါလဲရွာ၊ကိုးတိုင်ရွာနဲ့ရန်ကုန်ရွာကစစ်ဖွဲ့ပါတီဝင်များနဲ့မဘာသာဖုံကြီးများကလှုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။အခုဘုံကျဲတာလက်နက်ကြီးတွေနဲ့ရွာတွေကိုပစ်ထည့်နေတာကရွာကဖုံကြီးစစ်ဖွဲ့နဲ့စစ်တပ်ထောက်ခံတဲ့သူတွေက PDF တွေ KNU တွေလာတာနဲ့တွားတာနဲ့ကိုကြည့်ပြီးတော့စစ်တပ်ကိုဖုံးဆက်တရင်ပြေးပြီးလက်နက်ကြီးတွေလေရင်တွေနဲ့ပစ်ခတ်ဘုံကျဲခိုင်းနေတာ အဲ့ဒီလိုပြစ်ခတ်ဘုံကျဲကိုင်းတော့တေသွားတာကလည်းကိုရွာသားတွေပဲလေအရင်နေ့တွေကလည်းအဲ့ဒီလိုမျိုးစစ်တပ်ကိုတရင်ပေးကြလို့ရှင်းခံရတာရွာကပြင်းနေရတာတွေလည်းရှိတယ်အခုကန်းနေတို့ကော့ဝါလဲတို့ကိုတိုင်တို့ရန်ကုန်တို့ဆိုရင်လဲကြံ့ဖွက်တွေမဘာသာဖုံးကြီးတွေကစစ်တပ်ကိုဖုံးဆက်ပြီးတော့တရင်ပေးကြလို့စစ်တပ်ကရန်တမ်းမှန်တမ်းပြီးတော့ထင်းရမြရတွေကိုဘုံလာချဲနေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အေပီလ18ရက်နေ့ညပိုင်းကလည်း ်တလွဲထော်ကြီးပါကိုအချက်မဆက်တကလေရင်နဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်တလွဲထော်ရွာသားတချို့တိမ်ဆုံမှုရှိပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။ညတနအီကျော်ကမှကမရရွာဘက်ကိုထပ်မံပြီးတော့ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စကခဆနစ်ကလည်းကော့ကရိတ်မြောက်ပိုင်းမှာရှိတဲ့နောင်တော်ဘွေးရွာနဲ့ကော့ကလောင်ရွာတို့ကိုလက်နက်ကြီး၃လုံးနဲ့ပြစ်ခတ်တက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ဧပြီလ၁၈ရက်နေ့မှာလည်း ဂျိုင်းတရာလမ်းပိုင်းမှာမနက်ပိုင်းကစတင်ပြီးတော့မိုးလွယ်ပိုင်းအထိကို Jet Fighter များကင်းထောက်ပြန်တန်းနေတဲ့အတွက်ကုန်ကားများတွာလာမှုနေပါနေကကြီးပါများကစစ်ပေးဆောင်တဲ့ကားများဆိုင်ကယ်များကိုဂျိုင်းတရာမှာရှိတဲ့စစ်တပ်နဲ့ BGF ပူပေါက်တပ်များကစစ်စင်းမေးမြန်းပြီးမှသာလျှင်ဖအံဘက်ကိုတွာလာခွင့်ပေးနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ